်ခါကအစာရေစာငတ်ပြည့်၍ပိန်လိနေသောဝင်းပလူတကောင်သည်ဝါဖြိုးနေသောခွေးကြီးတကောင်နှင့်စုံမိကြလေသည်တင့်ကိုကြည့်ရတာကြံကြံမှမှတန်တန်မှမှပဲတင့်ကိုအစာရေစာတွေဘယ်သူကကျွေးနေတယ်လဲကျုပ်မှတော့တ냐လုံးရှာတာအစာကိုလုံလုံလောက်လောက်မရရှိပါဘူးမဝရေစာစားနေရတယ်ဟုတ်ဝင်းပလူကခွေးကိုကြည့်တာအားကြစွာဆိုလေသည် ထိုအခါခွေးကကျုပ်ဟာကျုပ်သခင်အတွက်အလုပ်လုပ်ပေးနေတဲ့သူပါကျုပ်တာဝန်ပြီးဆုံးရင်ကျုပ်သခင်ကကျုပ်ကိုအစာဝတ်လည်အောင်ချွေးပါလေဟုပြောသည်တစ်သခင်အတွက်ဘာရင်းများလုပ်ပေးရတဲ့တော့ဟုမင်းတွေကမိလိုက်နေသည်ကျုပ်လုံကကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူးကျုပ်သခင်အိမ်ကိုအခိုးမဝင်နိုင်အောင်ကြီးစုပေးရတယ်အလုပ်ပါပဲဟုခွေးကဆိုလေသူကဝင်ပလူက အိုးဒီအလုပ်မျိုးကျုပ်လဲလုပ်ရှင်လိုက်တာဗျာဟုတ်ဆိုသည်ဤသို့ဆိုရင်ခမားကျုပ်နှစ်တာလိုက်ခဲ့ ခမားကိုကျုပ်တခင်ကောင်းတယောက်ရှာပေးမယ်ဟုတ်ပြောဆိုလိုက်ထို့သူဖြစ်သူတို့သည်မြို့ထဲသို့ထွက်ခွာလာခဲ့ကြလိမ့်မည်လမ်းခေးကြီးတွင်ဝင်ပလွေသည်ခွေလေပင်တဝိုက်တွင် အမွှေးမရှိသည်ကိုတွေ့မြင်သွားလိမ့်မည်ဝင်ပလွေသည်အလုံးအောင်းတင့်သွားလိမ့်မည်ထို့ကြောင့် ဝင်ပလွေကခမရရဲ့လေဘဲမှာဘာလို့လေဆံမွေးတွေမရှိတာလဲဟုတ်ခွေးကိုမေးလေသည်ခွေးကငါတခင်ကငါလေဘဲမှာလေဘတ်တစ်ခုတက်ပေးထားတယ်အဲ့ဒီလေဘတ်တက်ပွင့်ပြီလို့လေဆံမွေးတွေမရှိတော့တာပါဟုတ်ပြန်ဖြေလေသည်ထို့ကဝင်ပလွေတွေငါတိရတဲ့ခင်မင်းကုညီမဲဆိုတာကိုလေငါကျေးဇူးတင်ပါတယ်ဒါပေမဲ့မင်းရှာခွေပေးမဲ့အလုပ်ကို မလုပ်ပြစေနဲ့လူတွေစီမှာလေပတ်ကြိုးတန်းလန့်နဲ့ကျွန်လိုခိုင်းစေပြီးကျွေးတာမျိုးမစားပြစေနဲ့ဒီရက်တိုင်းခုတ်ပါတာကိုချက်ပြီးတော့ဆက်တော့တော့ဘူးဆိုကအဝေးတို့ထွက်သွားလေတော့